ပြည်သူ့ channel လေးကပြန်လဲကြိုးစားပါရစေနော်နေပါလဲဆိုတော့နော် Donald Trump ရဲ့မိန့်ခွန်းကိုပြန်ညက်ကလောက်ခဲ့တဲ့ BBC ကနော်ဒေါ်လာ1ဘီလီယံမလျော်ဘူးပေါ့နော်မလျော်ဘူးဆိုတော့ဒါဒါအမှပြောတဲ့အရာပေါ့နော်တောင်းမှန်တော့တရားဝင်တောင်းမှန်ပြီးပြီမလျော်ဘူးပေါ့နော်မလျော်လို့ Trump ရဲ့ရှေ့နေတွေကခင်ဗျအဲ့မှာနော်5ဘီလီယံနဲ့နော်1ဘီလီယံတော့မဟုတ်ဘူး5ဘီလီယံကျော်ကြီးတောင်းပါတယ်နော်အကြောတော့ဒီမှာတစ်ချက်နော် BBC ကအမှ ပြောထားတဲ့က BBC ငလိန်သတင်းဌာနနော် BBC ညာနေသည် BBC လိမ့်နေသည် BBC ဝါနေသည်ခင်ဗျားတို့ယုံဖို့လိုတယ်ခင်ဗျာစော့ပေါက်ပန်းလေးတဲ့သတင်းဌာနကနော်ဖောက်ချက်မရှိတဲ့သတင်းဌာနခင်ဗျာဟမ်ခင်ဗျာကျန်တဲ့အားကြီးကခင်ဗျာကဘာနဲ့ရှိလိမ့်တာမဟုတ်ခင်ဗျာဒီဟာကဘာနဲ့ရှိလိမ့်လို့ကျွန်တော်ပြောနေတာခင်ဗျာအခုကျန်တဲ့အားကျန်တဲ့အားဆိုတော့ ER ဝီလို့လဲကဘာရှိမလိမ့်နိုင်ဘူးမြေစီမမြန်မာနောက်ပြီးတော့ဘာတော့ခစ်တဲ့ခင်ဗျာတန်လင်ကဘာညာကွီးကအားကြီးကကဘာရှိမလိမ့်နိုင်ဘူးခင်ဗျာမြန်မာတနိုင်ငံပဲလိမ့်လို့ရ သူတို့ကတစ်ကဘာလုံးလိန်လို့ပြောတာခင်ဗျာနော်ဒေါ်နယ်ထရန့်ကတော့သွားလိန်တာဟောဟိုက5ဘီလီယံနဲ့နော်အကြောင်းဒီမှာတစ်ချက်နားတော်နေမှာတရားဝင်တောင်းပန်တာနော် BBC မှာမနစ်တုန်းကပနိုရာမာအစီအစဉ်ကလွှင့်ခဲ့တဲ့ဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းကိုတီးဖြတ်တင်ဆက်ခဲ့မှုနဲ့ပတ်သက်လို့တရားစွဲပြီးဒေါ်လာ1ဘီလီယံရောကြီးတောင်းမယ်လို့ထရမ့်ဘက်ကချိန်ချောက်ခဲ့တဲ့အပေါ် BBC ကတုံ့ပြန်လိုက်ပါတယ် ် BBC က Mr. Trump ကို တောင်းပန်လိုက်ပြီးဒီရုတ်တံဖိုင်ကိုတီးဖြတ်ခဲ့မိတဲ့အတွက်ယူသားစွာစိတ်မကောင်းဖြစ်မိပေမဲ့အတရေဖြတ်ဖို့ရည်ရွယ်လှုံ့ဆော်တာဆိုတဲ့အချက်ကိုအပြင်းအထန်ကန့်ကွက်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်ကို BBC ဘက်ကပြန်ရုံသိမ်းပေးပြီး Mr. Trump ကိုတောင်းပန်ကထိုက်တဲ့နဲ့နာကြေးပေးရမယ်။အရာတွေကိုမလုပ်ရင်ဥရေကြောင်းရတရားစွဲမယ်လို့ဆိုက BBC ဘက်ကအကြောင်းပြန်ရမယ်ရက်ကို Mr. Trump ရှေ့နေတွေက ဒီနေ့တောက်ကြနေလို့သတ်မှတ်ထားပါတယ်။တစ်ချိန်နဲ့ခုဖြစ်နေတဲ့ပြဿနာတွေကမနစ်ကထုတ်လွှင့်ခဲ့တဲ့ deep panorama စီစဉ်ကြောင်းပါ။အဲ့ဒီထက်မှာတီးဖြတ်ထားတဲ့ Donald Trump ရဲ့ January 6ရက်မိန့်ခွန်းကိုပြသခဲ့ပါတယ်။အဲ့ဒီအကျိုးဆက်ဖြစ် corporation ရဲ့ညွှန်ကြားမှုချုပ်နဲ့သတင်းဌာနကိုဥဆောင်သူတွေနှုတ်ထွက်ခဲ့ရသလို Donald Trump စီကလည်းတောင်းပန်ဖို့ရုပ်သိမ်းဖို့နဲ့နေနာကြီးပေးဖို့နဲ့မလုပ်ရင် $1 billion ဘူး တရားစွဲမယ်လို့ချိန်ချောက်ထားတဲ့စာတစောင်းပါရောက်လာခဲ့ပါတယ်။အရေးစာကိုအခု BBC ကတုံ့ပြန်တဲ့စာတစောင်းကိုထုတ်ပြန်လိုက်ပါတယ်။ BBC ရဲ့ရှင်တွေကတင်းင်းကရီတွေကရရှိတဲ့စာပေါ်တုံ့ပြန်တဲ့စာကို သမ္မတ Trump ရဲ့ဥပဒေရေးရအဖွဲ့ကို ပေးပို့ခဲ့ပါတယ်။ BBC ဥက္ကဋ္ဌဆမီယာရှားကလည်းသမ္မတ Trump ရဲ့သီးသန့်စာတစောင်းရေးသားပြီးအင်ပီရိုကိုပေးပို့ခဲ့ပါတယ်။ရုပ်သံစီစဉ်တဲ့မှာ6 January 2021ကသမ္မတ Trump ပြောခဲ့တဲ့မိန့်ခွန်းကိုတီးဖြတ်ခဲ့တာနဲ့ပတ်သက်လို့သူ့အနေနဲ့ရော ကော်ပိုရေးရှင်းအနေနဲ့ပါဝန်ထမ်းကြောင်ပြောခဲ့ပါတယ်။အဲ့ဒီပန်နိုရမာအစီအစဉ်ကိုလည်းနောက်ထပ်ပြသခြင်းမပြုဖို့ပါသဘောတူခဲ့ပါတယ်။ BBC အနေနဲ့ဗီဒီယိုကလစ်ကိုဒီလိုဖြစ်အောင်တီးဖြတ်ခဲ့တာနဲ့ပတ်သက်လို့အမှန်တကယ်ဝန်ထမ်းမိပေမဲ့အသက်ရေပြတ်အောင်ရည်ရွယ်ခဲ့တယ်ဆိုတဲ့အပေါ်မှာတော့အခိုင်အမာညှင်းဆိုတယ်လို့ဖော်ပြထားပါတယ်။ဆိုတော့ဒါဟာ BBC ကဒီလိုတီးဖြတ်မှုနဲ့ပတ်သက်လို့တောင်းပန်လိုက်ပေမဲ့ဒီစီစဉ်ကို American ပြည်အောင်စုထဲမှာပြသတာမဟုတ်တဲ့အပြင်အဲ့ဒီရွေးကောက်ပွဲမှာလည်းသမ္မတ Trump ရဲ့အနိုင်ရခဲ့တာဖြစ်တဲ့အတွက် သမ္မတရဲ့ဂုံတရေထိခိုက်တယ်လို့မယူဆတဲ့သဘောပါဒီစာထုတ်ပြန်တဲ့နေ့မှာပဲနောက်ထပ် BBC အစီအစဉ်တစ်ခုမှလည်းဒီ January 6ရက်မိန်ကွန်းကိုပဲတီးဖြတ်ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့ကိစ္စဖြစ်လာပါတယ်အဲ့ဒီမိန်ကွန်းကိုပဲပိုင်းဖြတ်ထားတဲ့ clip တွေပါဝင်ပြီးအဲ့ဒီချီတက်ပွဲကို Donald Trump ထောက်ခံတယ်လို့အစုံပိုင်းမှာတိုက်ပွဲဝင်ကြဆိုတဲ့စကားနဲ့တခြားစကားလုံးတွေဆက်ပေးထားတာမျိုးပါ Panorama စီစဉ်တဲ့ကတီးဖြတ်မှုတွေနဲ့ခက်ဆစ်ဆင်ဖြစ်နေတာပါ ဒါပေမဲ့သမ္မတထရမ့်ရဲ့အမတ်တွေကိုဂုံပြုကြဖို့ပြောတဲ့စကားတွေကိုပိုအလေးထားတင်ဆက်ထားပါတယ်။ဒါပေမဲ့အဲ့ဒီတဲကအစွမ်းကုန်တိုက်ပွဲဝင်ကြဆိုတာရဲ့နောက်မှာကပီတယ်ကိုရောက်တော့လေတိုက်ပွဲဝင်ကြပါတယ်။အဲ့ဒီစီစဉ်တဲ့ပတ်သက်လို့လည်းအရင်အင်ပြူတော်အရာရှိချုပ်ကတုံ့ပြန်ခဲ့ပါတယ်။ your video and i'm i'm no apologist for the president no, like, no, no, no i'm not suggesting you are i'm not suggesting you are ကျွန်တော်ကသမရအတွက်ရှင်းနေလိုက်ပြီးတာမဟုတ်ပါဘူးဒီဗီဒီယိုထဲမှာကဖြတ်စစ်ထားတာတွေပါတယ် တမရပြောတာကအားလုံးသွားကြမယ်အထက်နဲ့အောက်လွှတ်တော်အမတ်တွေကိုဩဘာပေးကြမယ်လို့ပြောတယ်ပြီးတော့တချို့ကတော့မလုပ်နိုင်ဘူးဆိုပြီးပြောခဲ့တယ်နောက်တိုက်ပွဲဝင်ကြအစွမ်းကုန်တိုက်ပွဲဝင်ကြလို့ပြောတာကမိန်ကွန်းဆုံးကနှိမပါဒါပေမဲ့ဗီဒီယိုထဲမှာတစ်ချိန်ထဲမှာပြောသလိုဖြစ်နေတယ်ဒီလိုသတင်းတင်ဆက်ပုံမျိုးကိုကျွန်တော်တို့တိုင်းပြည်တွေကလူတော်တော်များများကသဘောမချကြပါဘူးတမရကလက်တလုံးမှာတမရအမိန့်တွေထုတ်ပြန်ဖို့တွေအာယုံစိုက်နေရတယ်ဆိုပေမဲ့ပြောရေးဆိုခွင့်ရှိသူကတော့ news night ရဲ့သတင်းကလည်းအသေးဖြတ်တဲ့ပုံစံမျိုးကိုပြသနေတယ်လို့ဆိုပါတယ် ဒါပေမဲ့အခု BBC ကဥပဒေပိုင်းဆိုင်ရာတုံ့ပြန်မှုကိုပေးခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ခါတုံ့ပြန်မှာကတော့ Imperial ဘက်ကပဲဖြစ်ပါတယ်။ကဲအကြော wa 5 billion ဖြစ်သွားပြီเนาะထပ်တိုးသွားပြီเนาะသူတို့ကငင်းနေတော့ပြုနေတော့ကြီးတယ်အကြတွေ့လာကောကဘာနဲ့ရှိပြီးလိန်တာเนาะလိန်ပြီးတော့ကောငင်းတာเนาะသူတို့အကြကျွန်တော်တို့တချို့သတင်းတွေကောစီစစ်မှုအားနေတယ်ပြုတယ်ဆိုတာ အားနေတာမဟုတ်တမင်ငါောအဲ့ဒီရောင်လွှင့်ခိုင်းတာခင်ဗျအဲ့ဒီမှာဆိုလို့ချင်းသူတို့စီစီရေးခွဲက16ရောက်တောင်ရှိရဲ့ခင်ဗျတင်းတစ်ခု16ရောက်ဆိုတော့တင်းမဲ့ဟာနဲ့ authority နဲ့ခင်ဗျစစ်ဆေးပြီးတော့မှထွတ်လွတ်တဲ့အရာလေးခင်ဗျကျွန်တော်အနေနဲ့ပြောတော့ကျွန်တော်ကုမ္ပဏီမှာလဲကျွန်တော်တို့ချီမှငွေသုံးတော့မယ်ဆိုကျွန်တော်ကကုမ္ပဏီကိုတိပေးရတယ်နော်သူသက်ဆိုင်သက်ဆိုင်ရဌာနဆိုင်ရအလိုက်ကိုတိပေးရတယ်မတိပဲနဲ့သုံးလို့မရဘူးသုံးရင်ကိုခံရမှာလေကျတော့အခုကြည့်လေခင်ဗျညှဉ်းချာရေးမှုချုပ်တွေရောဘာတွေရောအကုန် CEO တွေရောထွက်ရတာခင်ဗျနေတော်နေသည်ခင်ဗျ5 billion နဲ့ အခုဂျော်ဂျီတောင်းမှာ5ဘီလီယံနဲ့တောင်းပါဗျာတကယ်ပြောကျွန်တော်ဝက်ကြိုက်တယ်ခင်ဗျာအဲ့လိုဖြစ်ရမှာနော်ကျတော့ခတ်ဆိုးဆိုးကြီးပေါ့ဗျာနော်ခတ်ဆိုးဆိုးကြီးပေါ့ဖြစ်မဖြစ်ကတော့မသိဘူးပေါ့ဗျာချင်းချင်းပြောတာနော်ကျတော့အားလုံးနော်5ဘီလီယံဖြစ်ပါသေးသို့တောင်းပါလေဗျာနော် BBC အဲရောရမှာ5ဘီလီယံရောရပါသေးဗျာနော်သို့တောင်းပေးပါလေ အဲ့ဒါမှမွဲပြီးတော့ဒီနိုင်ငံတွေကဟာပြီပါလေအဲ့လူဦးရေရောတဲ့တဲ့ပါပြီးတော့အဲ့လိုဖြစ်ပါသေးဗျာ